အားလုံးမင်္ဂလာပါဗျာဂျပန်တန်နာရီမှာနေနေဖျားမှာအမထေရာစုလို့လူတွေကိုအကျိုးပြုတဲ့နေဖျားတွေရှိတယ်လို့ပဲခြားတစ်ဖက်မှာလည်းဂွာမျိုးဖြစ်စည်းပင်နိုင်တဲ့အစွမ်းနဲ့ဒေါသအိုးကြီးတွေလည်းရှိပါတယ်ဒီနေ့မှာတော့ဂျပန်ရဲ့အစွမ်းတဆုံနဲ့အကြမ်းဆုံးနေဖျား၅ပါးကိုမိတ်ဆက်ပေးမှာပါကဲဆက်လိုက်အောင်ဗျာနံပါတ်၅မိဖို့နေဖျားကိုချင်းကိုကျင်ကမိဖို့ကိုစောင့်ရှောက်ပေးပေမဲ့သူ့နာမည်ခိုးကျင်ဆိုတာကြမ်းတမ်းတဲ့နတ်ဘုရားလို့အဓိပ္ပာယ်ရတာ သူကမိကိုကိုစားပြုတဲ့အတွက်ဒေါသကြီးပြီးတော့ညဉ့်ဉန်းမှုမှန်သမျှကိုမိနဲ့လောင်မြိုက်ဖြက်စီးပစ်နိုင်တဲ့သဘောရှိပါတယ်။အိမ်ရင်းမှာသူ့ကိုကောင်းကောင်းမကိုးကွယ်သူကကပ်ဘေးတွေဆောင်ယူလာနိုင်တာမို့တတိထားမယ်နဖျားတော်ဖြစ်ပါတယ်။နံပါတ်၄ရိုင်းချင်းမိုးကျွနဖျားရိုင်းချင်းကတော့မိုးကျွတွေကိုအစိုးရသူဖြစ်ပါတယ်။သူ့ရဲ့ဒရန်တွေကိုတိလိုက်တာနဲ့ကောင်းကင်တစ်ခုလုံးမိုးကျွနဲ့မိရောက်တွေကိုဖုံးလွှမ်းစေသူပါ။သူကနတ်ဆိုးမျက်နှာနဲ့ပါသူ့ပုံစံကသဘောတရားရဲ့ရုပ်တရည်အဖြစ်ဆောင်းကိုကိုးစားပြုရလည်းဖြစ်ပါတယ်။ မကြခဏဆိုလိုလူတွေအထူးသဖြင့်ကလေးတွေကိုလိုက်လံဖမ်းဆီးရဲလို့ဒဏ္ဍာရီတွေမှလည်းဆိုကြပါတယ်။နံပါတ်3ကာကူစုချီမင်းနဲ့ဗျာကာကူစုချီကအီဇနာဂီနဲ့အီဇနာမီဆိုတဲ့ဖန်ဆင်းရှင်နှစ်ဖယောက်ရဲ့သား။ဒါပေမဲ့သူ့ကိုမွေးဖွားချိန်မှာပဲအမေဖြစ်သူအီဇနာမီကို မီးလောင်စေပြီးတော့တေဆုံးစေခဲ့တဲ့အတွက်သူကကဘာဝအကြီးမားဆုံးသောကပ်ဘေးတစ်ခု ဖြစ်စေခဲ့ပါတယ်။အဲ့မှာဒေါသထွက်သွားတဲ့သူ့ရဲ့ဖခင်အီဇနာဂီကချက်ချင်းခုတ်တက်ခဲ့ရတဲ့အထိမီးစွမ်းရာထိမ့်ချုံမရအောင်ကြံတန်းခဲ့ပါတယ် နမနေဣဇနာမိတေရှင်တရားရဲ့နတ်ဘုရားမှာသူမဂျပန်ကျွန်းတွေကိုဖန်ဆင်းခဲ့တဲ့နတ်ဘုရားမှာပါဒါပေမဲ့မိနတ်ဘုရားကိုမွေးပြီးတဲ့နောက်မှာတေဆုံးပြီးယောမိလိုခေါ်တဲ့ငရဲဘုံကိုရောက်သွားပါတယ်ဒီနေ့ထိသူမတေရှင်တရားနဲ့မြေောက်ကဘာကိုအစိုးရတဲ့နတ်ဘုရားမှာဖြစ်တည်ရှိနေစေဖြစ်ပါတယ်နံပါတ်1ဂျပန်နတ်ဘုရားရဲ့မှာအငင်းပွားစရာအကောင်းဆုံးနဲ့အကျဉ်းဆုံးနတ်ဘုရားကတော့ဆူဆန်းလို့ဖြစ်ပါတယ်ပင်လယ်နဲ့မုန်တိုင်းရဲ့နတ်ဘုရားပါသူကနေနတ်ဘုရားမှာအမတ်ချရာစုရဲ့မောင်လေးပါ စိတ်ဆက်ပြီးခံမှန်းခက်တဲ့ဒေါသအိုးကြီးလည်းဖြစ်ပါတယ်။တခါတော့ဆိုသူဒေါသထွက်ပြီးတော့အမရဲ့စဘာကင်းတွေကိုဖျက်ဆီးနန်းတော်ရဲ့မစင်းစွန့်ပြီးမြင်းတွေကောင်ကြီးကိုရကန်းယုံနဲ့ပြစ်ချပြီးနတ်ဘုံမှာတောင်းရန်ခဲ့သူပါ။သူ့ရဲ့ပြုမှုတွေကြောင့်နတ်ဘုံကနင်းထုတ်ခံပြီးမြေပြင်ပေါ်ဆင်းသက်လာခဲ့ရပါတယ်။နောက်ပိုင်းမှာခေါင်းရှင်လုံးပါမွေငကားကြီးအိုရိုချီကိုတက်ပြီးသူ့ရဲ့ကောင်ဖြစ်ခဲ့ပေမဲ့သူ့ရဲ့မတည်ငြိမ်တဲ့သဘောတဘာဝကဂျပန်တန်နာကြီးအကျဉ်းဆုံးနတ်ဘုရားတစ်ပါးဖြစ်ထင်ရှားစရာဖြစ်ပါတယ်။ ဒီနယ်ဖျားတွေကတပားကိုရွေးချယ်ကိုးဝယ်ရမယ်ဆိုရင်ဘသူ့ကိုရွေးမလဲ comment section မှာမျှဝေသွားလို့ရပါတယ်ဗျနောက်ထပ်စိတ်ဝင်စားစရာဒဏ္ဍာရီဘူရီယိုတွေကိုမလွတ်တမ်းကြည့်ဖို့ channel လေးကိုလည်း subscribe လုပ်ပြီးသားကိုတောင်းဆိုပါတယ်အဆုံးထိနှောင်းပြီးသားလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ